မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့2025ခုနှစ်26ကြိမ်မြောက်မြမရွာရင်ကြီးမှုအစိုးရအရေးတီးပြန်ပွဲဗဟုအစဉ်တွင်အောင်မွေးရရန်ကုန်တိုင်းဒေသကြီးကိုစားပြုပြိုင်ပွဲဝင်များအားဂုံပြူကျူစုဝဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။နေပြည်တော်တွင်ကျင်းပခဲ့တဲ့26ကြိမ်မြောက်မြမရွာရင်ကြီးမှုအစိုးရအရေးတီးပြိုင်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီးကိုစားပြုတွားရောက်ရှင်ပြိုင်ခဲ့ကြရာရွှေစိတ်စု30စုဝေစိတ်စု21စုကြေးစိတ်စု6ခု ဂုံပြူစုတစုဖြင့်အဆင့်တင်နေရာရရှိခဲ့တဲ့အောင်မွေးရပြိုင်ပွဲဝင်များအားဂုံပြူကျူစုပွဲအခမ်းအနားကိုအောက်တိုဘာ14ရက်မုန်းလွဲပိုင်းကမြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမတွင်ကျင်းပကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများတက္ကသိုလ်အသီးသီးမှပမောက္ခချုပ်များခရိုင်မြို့နယ်ဌာနဆိုင်ရာများ ကျောင်းသားကျောင်းသူများနဲ့တာဝန်ရှိသူများကရန်ကုန်တိုင်းဒေသကြီးကုစားပြုပြိုင်ပွဲဝင်များအားပန်းကုန်ဆွေရီတူချင်းကျူစွနှုတ်ဆက်ကြပါရယ်။အဒီနောက်အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းကနှစ်ခွန်းဆက်စကားပြောကြားပါရယ်။အဲနောက်မှာတော့ပြိုင်ပွဲများရဲ့မှတ်တမ်းဗီဒီယိုကလစ်အားပြသပြီးရန်ကုန်တိုင်းဒေသကြီးကုစားပြုတွားရောက်ရှင်ပြိုင်ခဲ့ကြတဲ့အောင်မွေးရပြိုင်ပွဲဝင်များနဲ့တက်ရောက်လာကြသူများအားဂုဏ်ပြုနေ့လည်စာဖြင့်တက်ခင်းအခမ်းပြီးရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးကုစားပြုတွားရောက်ရှင်ပြိုင် င်ခဲ့ကြတဲ့အောင်ဝဲရပြိုင်ပွဲဝင်များနဲ့တာဝန်ရှိသူများကရွှေရောင်လန်းချုံတိုင်းရန်ကုန်တချင်ကိုတည်ဆူကြပါရယ်ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်ပြိုင်ပွဲဝင်များနဲ့အုပ်ချုပ်သူများစုစုပေါင်း369ဦးတွားရောက်ရှင်ပြိုင်ခဲ့ကြရာပြိုင်ပွဲအပြီးတွင်အဆင့်တင်နေရာကိုထိုက်တိုက်တန်းနေရရှိခဲ့ကြောင်းနဲ့ဆွေရရှိသူများနှင့်ပြိုင်ပွဲဝင်များအားလုံးကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအကုန်ပြုချင်းမြင်ပွဲပြုလုပ်ပေးမှာဖြစ်ကြောင်းသိရှိရပါရယ်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကူကပြပူလာတာပါဆက်လက်တင်ဆက်ပေးမှာကတော့အခွန်ရစီပွားရေးလုပ်ငန်းဆောင်ရွက်သူ Authorized Economic Operator AEO အတိမတ်ပြုလက်မှတ်ချိမြင့်ခြင်းခံနာကျင်းပတဲ့တင်ဖြစ်ပါတယ်။ဘန်နာယီနှင့်အခွန်ဝင်ကြီးဌာနအကခွန်ဦးစီးဌာနအခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ Authorized Economic Operator AEO အတိမတ်ပြုလက်မှတ်ချိမြင့်ခြင်းအခမ်းအနားကိုအောက်တိုဘာ14ရက်နေ့နက်ပိုင်းကကုန်သည်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မင်္ဂလာခမ်းမမှာကျင်းပပြုလုပ်ကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့အမှားစကားပြောကြားပါတယ်။ အဲ့ဒီနောက်အကောက်ခွန်ဦးစီးဌာနညွှန်ကြားမှုချုပ်ဦးသိန်းစွေကအခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအစီအစဉ်နဲ့ပတ်သက်၍အမှာစကားပြောကြားပြီးမြန်မာနိုင်ငံကုန်သည်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMSCCI ဒုတိယဥက္ကဋ္ဌကအမှာစကားပြောကြားပါရယ်ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကရှေးဝါရောင် Agriculture Production Company Limited နဲ့ Proven Technology Industry Company Limited တို့ကိုအခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO Level 2အတိအမှတ်ပြုလက်မှတ်များအား၎င်း အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသိန်းစွေကဝေမာမြန်မာ Rice Light Limited ဝေမာမြန်မာ Edible Wines Limited နဲ့ SPG Bait and Coating Company Limited တို့ရဲ့အခွင့်အရေးစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO Level 1အတိမတ်ပြုလက်မှတ်များအားလကောင်းပေးကြပါရစေ။အရင်နောက်အခွင့်အရေးစီဝါရေးလုပ်ငန်းဆောင်မှတ်သူ AEO ဖြင့်အတိမတ်ပြုလက်မှတ်ချင်းမြင့်ခံရတဲ့ကုမ္ပဏီများကစား UPG Bain and Coding Company Limited မှ Managing Director ဦးဝေဟန်ကကျေးဇူးတင်စကားပြောကြားပါရယ် အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ကပြသထားတဲ့ပြကဲများအားလှည့်လည်ကြည့်ရှုကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းမဲဆန္ဒရှင်စည်ရင်းများမှန်ကန်မှုရှိစေရည်နှင့်ပထမအကြိမ်မဲဆန္ဒရှင်စည်ရင်းများကထားကြေညာထားရှိမှုကိုတွင်ဆင်ကြည့်ရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည် အော်တိုဝါ73ရက်ညနေပိုင်းကပထမကြိမ်မေဆန္ဒရှင်စေရင်များကထားကြီးညာထားရှိမှုနှင့်ရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုရုံးများတွင်မေဆန္ဒရှင်ပြည်သူများကမေဆင်းများလာရောက်ကြည့်ရှုနေမှုအခြေအနေများကိုတွင်စင်ကြည့်ရှုစစ်ဆေးကြောင်းသိရပါသည်။ ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းနှင့်တိုင်းဒေသကြီးဝင်ကြီးများသည်အလုံမျိုးနယ်အတွင်းရှိကရင်ချမ်းရက်ကွက်နှင့်ကလုံရက်ကွက်အုတ်ချုပ်ရည်မှုရုံများသို့သွားရောက်ပြီးမဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ရင်းနှီးနှီးနှုတ်ဆက်ကမဲဆန္ဒရှင်ဆင်းများပြင်ဆင်ခြင်းဖြည့်ဆွက်ခြင်းနှင့်စစ်စစ်ဆောင်ရွက်မှုများကိုကြည့်ရှုဆက်စည်းပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ကမဲဆန္ဒရှင်များ၏ပုံစံသုံးဖြင့်ရှောက်ထားမှုများကိုဥပဒေနှင့်အညီမဲဆင်းရင်တွင်အချိန်မီဖြည့်သွင်းပေးနိုင်ရန်ရွေးကောက်ပွဲဥပဒေအရ မဲဆင်းတွင်မပါဝင်တဲ့သူများတည်ဆုံးသူများအားပုံစံလေးဖြင့်ပယ်ဖြတ်ပြီးမဲဆင်းရင်တွင်မပါရှိစေရေးဆောင်ရွက်အချက်လက်မှားယွင်းမှုများရှိပါကပုံစံလေးကားငယ်ဖြင့်ပြင်ဆင်နိုင်ရေးအလေးထားဆောင်ရွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲမှတာဝန်ရှိသူများမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ကြရမှာကြပါသည်။အဆိုပါပထမအကြိမ်မဲဆန္ဒရှင်စေများကိုရန်ကုန်တိုင်းဒေသကြီးတွင်မြို့နယ်များတွင်ရက်ွက်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရုံးများမှ2025ခုနှစ်အောက်တိုဘာ20ရက်နေ့အထိကထားချိန်ညမှဖြစ်ရာပြည်သူများ လာရောက်ကြည့်ရှုနိုင်ကြောင်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ။